ရာဇီဂျေဝင်နေမှာငယ်ဘွားကလည်းစန်းတို့အတင်းနဲ့2025ခုနှစ်ဒီဇင်ဘာကုန်လေးစာအုပ်တက်တန်တို့ခဲ့ပါရယ်။အသက်33နှစ်ရွယ်ကြီးနေမှာ Sorry Brody ကလည်းအဲဒီလေတင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်ဇန်နဝါရီကစန်းတို့အတင်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။နေမှာနဲ့စန်းတို့အတင်းရဲ့စာချုပ်ကဒီလကောင်ကိုဆုံးမဖြစ်တဲ့အတွက်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသတင်းတွေအများကြီးထွက်ပေါ်ခဲ့ပါရယ်။ဒါပေမဲ့နေမှာစန်းတို့အတင်းနဲ့စာအုပ်တင်ချုပ်ဆိုခဲ့ပြီးဒီစာအုပ်ထဲမှာ2026ကမ္ဘာဖလားပြိုင်ပွဲတီတက်တန်တို့ဖို့ရွေးချယ်ခွင့်ပါဝင်တယ်လို့သိရပါရယ်။နေမှာကကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပြီးကျွန်တော်ရဲ့လုံသားကိုနားထောင်ခဲ့ပါရယ်။စန်းတို့အတင်းကကျွန်တော်အတွက်အတင်းတင်းနေမဟုတ်ပဲကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့တမိုင်းနဲ့ကျွန်တော်ရဲ့ဘဝပါ။စတော်ဒီမှာလို့ပြောချင်ပါရယ်။ ီနေရာမှာကျွန်တော်ရဲ့ကစားသမားဘဝတွေပျောက်ဆုံးနေတဲ့အိမ်မက်တွေကိုဖြည့်ဆည်းခြင်းပါတယ်လို့ပြောခဲ့တာပါဆန်တို့တင်ကြီးခဲ့တိုင်စီရာကနေမာကိုစားတော့တန်တန်တူနိုင်ခဲ့တာကဘရာဇီးဘောလုံးလောကအတွက်သမိုင်းဝင်ပြီးထူးခြားတဲ့နေ့ဖြစ်တယ်လို့ဆန်တို့တင်ပရိသတ်တွေအတွက်လက်ဆောင်ဖြစ်တယ်လို့ပြောခဲ့ပါတယ်နေမာပြီးခဲ့တဲ့နေ့တွေတွင်မှာဒရာရီနဲ့ရုံးကန်ခဲ့ရပါပြီဆန်တို့တင်မှာပါဝင်ကစားပြီးခြေစွမ်းပြန်ပြသနိုင်ခဲ့တာကြောင့်ပြီးခဲ့တဲ့မက်ချ်လာက16လကြာဝေးကွာနေတဲ့ဘရာဇီးတင်လူစင်မှာပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်ဒါပေမဲ့နေမာဒရာကြောင့်ဘရာဇီးတင်နဲ့ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူးနေမာဆန်တို့တင်တွေဆန်တဲ့ဘဲပါဝင်စားထားပြီး၃ဂိုးသွင်းပြီးဘောဘက်နေမှု၃ချိန်ပြုလုပ်ထားတာပါဆန်တို့တင်ကဘရာဇီးစီးရီ ပြိုင်ပွဲမှာဆန်တဲ့ပွဲကစားထားပြီးရာမတ်ဆက်တမတ်နဲ့အဆင့်15နေရာရပ်တည်နေတာကြောင့်နေမာအနေနဲ့အသင်းကိုရလဒ်ကောင်းတွေရရှိအောင်ကူညီပေးရမှာဖြစ်ပါတယ်။